ဖျားပခင်သည်တင်တို့နှင့်ရှိပါစေ။ရှင်ယောဟန်ရေးထားသောကျမ်းမနှုတ်သောစကားသည်ဘုရားတင်ပါရှာမောင်းမောင်းပါစေ။ယေရှုကတင်တို့အားငါဧကံအမှန်ဆိုသည်ကတူးကြံတဲ့သူ တကားဝါမှမဝင်ဘဲအခြားနည်းဖြင့်ကြော်တက်လာတော်သူသည်သခိုးဓမြဖြစ်၏။တကားပေါက်မှဝင်တော်သူသည်ကား ထိုတိုးစု၏တိုးထိန်ဖြစ်၏တကယ်ဆောင်သည်တိုးထိန်အားတကားဖွင့်ပေး၏တိုးတို့သည် သူ၏အသားကိုနားထောင်ကြ၏သူသည်လည်းမိမိ၏တိုးတို့ကိုတကောင်းစီ နာမည်တက်ခေါ်၍၎င်းတို့ကိုအပြင်သို့ထုတ်ဆောင်ကြ၏သူသည်မိမိတိုးတို့ကိုခေါ်ထုတ်ပြီးလျင်၎င်းတို့ရှေ့မှဥဆောင်၍သွားတတ်၏တိုးတို့သည်လည်းသူ့အသားကိုတိသဖြင့်သူ၏နောက်သို့လိုက်ကြ၏ တို့တို့သည်ဒဇိဤနောက်သို့မလိုက်ကြ၎င်းတို့သည်ဒဇိဤအတန်ကိုမတိကြသောကြောင့်သူခံမှဖွက်ပြေးကြလိမ့်မည်ဟုမိန်တော်မူသည်ယေရှုသည်ဤပုံဥမာကို သူတို့အားမိန်တော်မူတော်လေထိုသူတို့သည်မိမိတို့အားကိုတော်မိန်တော်မူသောအကြောင်းအရာကို နားမလည်ကြချေထို့ကြောင့်ယေရှုက သင်တို့အားသူတို့အားတဖန်မိန်တော်မူပြီးမှ သင်တို့အားနာဤကာမဆူဒီကာငါသည်တိုးတို့ဝင်သော တကားဝဖြစ်၏ငါထဲအရင်ဝင်ရောက်လာသောသူအပေါင်းတို့သည်တခိုးတမျှများဖြစ်ကြ၏တို့သောတိုးတို့သည်သူတို့ကိုနားမထောင်ကြငါသည် တကားဝဖြစ်၏ငါအားဖြင့်ဝင်သောသူသည်ဘေးအန္တရာယ်ကင်းလွတ်၍ဝင်ထွက်သွားလာနိုင်သဖြင့်စကြက်ကိုတွေ့ရလိမ့်မည် တကိုးဒီခိုးယူ၍တပ်ဖြတ်ဖြက်စည်းခြင်းငါသာလာ၏ငါမူကားသူတို့အားအသက်ကိုရစေခြင်းငါ၎င်းထိုအသက်ကိုပူ၍ကျွယ်ဝစွာရစေခြင်းငါ၎င်းလာ၏ဤဒီကားဖျားသိနုကပတ်တော်ပြီတည်ဒီလိုရှိအားဖြင့်မဟုတ်ဘနာရှိပါသည်။ဒီနေ့ဘုန်းကြီးဖတ်သွားတဲ့ကျမ်းစာမှာဆိုရင် ကျေးဇူးဘုရားရှင်ကသူဟာတိုးကြံရဲ့တကားဝါဖြစ်တယ်။တိုးကြံရဲ့တကားဝါကဒီဝင်ထွက်သွားလာတဲ့သူဟာဘေးအန္တရာယ်ကင်းပြီ။တိုးကြံနဲ့တိုးကြံလို့ကျွန်တော်တို့ခေါ်ပြီးတော့ဒီအသိန်းတော်ကိုခေါ်လေးရှိတယ်။ကိုရောဤတိုးကြံတဲ့သူပြန်ဝင်စီပါဘူးပါပြီအကြောင်းတွေပါကျွန်တော်တို့အထူးဒီဆူတောင်းကမှာပါရတော့တိုးကြံတိုးကြံဆိုရင်ဒါအသိန်းတော်ကိုစူလူတယ် အဲ့တိုးကြတဲ့မှာနေတဲ့သူဟာလုံလုံကျုံကျုံရှိမယ်ဘေးအန္တရာယ်တွေကင်းဝေးလိမ့်မယ်တဲ့ဒါကြောင့်ယေရှုကသူသည်တိုးထင်းကဘလို့လဲသူသည်တိုးတို့ကိုခေါ်ထုတ်ပြီးတဲ့၎င်းတို့ရှေ့ကနေဥဆောင်သွားတယ်တိုးတွေကလည်းသူ့အတန်ကိုသိတဲ့အတွက်ကြောင့်မို့သူ့နောက်ကိုလိုက်ကြတယ်တစိမ့်ရဲ့အတန်ကိုတော့မသိလို့မလိုက်ဘူးတဲ့ဒါကြောင့်ကျွန်တော်တို့တိုးတွေအနေနဲ့တိုးထင်းအတန်ရဲ့တစိမ့်ရဲ့အတန်ရဲ့ ွဲခွဲခြားခြားသိရမယ်အခုခေတ်ကခေတ်ပညာကြီးတက်လာတယ်တော်လေးတိုးတက်လာတဲ့အတွက်တောင်မို့ဒီကြားစာရဲ့အတန်ကိုသိပြီးတော့နားမထောင်ကြတော့ဘဲနဲ့ဆိုရှယ်မီဒီယာကိုနေတိုင်းအကြာကြီးပဲနားထောင်ကြတာများတယ်ကြားစာရုံနားထောင်တာနည်းတယ်အဲ့တော့ကျွန်တော်တို့ဟာတိုးထိတ်ရဲ့အတန်ဖြစ်တဲ့ကြားစာစကားကိုနားထောင်ပါလား ဒါမှမဟုတ် Facebook တွေ TikTok တွေရဲ့အတန်ကိုနားယောင်ပါလားယေရှုဖျားရှင်ကတော့သူဟာတူးချံရဲ့ဝင်ရတဲ့တူးချံတဲ့ဝင်ရတဲ့တကားဝဖြစ်တယ်အဲ့လိုဝင်မယ်ဆိုရင်ထာဝရအသက်ကိုရမယ်ငါအားဖြင့်ဝင်တော်သူသည်ဘေးအန္တရာယ်ကင်းလွတ်၍ဝင်ထွက်သွားလာနိုင်သဖြင့်စကြက်ကိုတွေ့ရလိမ့်မယ်ထာဝရအသက်ကိုရလိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့တခိုးကတခိုးလာတာကတော့ခိုးယူဖို့ တို့တွေကိုတပ်ဖြတ်ဖို့တွေ့တာလာတယ်။ငါမူကားသူတို့ကိုအသက်ရစီခြင်းက၎င်းဒီအသက်ကလေးရှင်ယုံလေးတွေမဟုတ်ဘဲနဲ့အဲ့ဒီအသက်ကိုဒီရှင်ခြင်းစရာကောင်းတဲ့အသက်ဒါကျွယ်ဝတဲ့အသက်ဒါရစီမှုတွေလာတာဖြစ်တယ်။ယခုခေတ်မှာဒီလိုကျွယ်ဝတဲ့အသက်ဒါနေရတာတန်တယ်ဆိုတဲ့အသက်ဒါရဖို့အတွက်တခြားနေရာမှာမရှာနဲ့တခြားမှာမီဒီယာဒီမှာသွားပြီးမရှာနဲ့ခြေသူဖျားရှင်ထံမှာရှာရမှာဖြစ်ပါတယ်။ အကြောင်းကျွန်တော်တို့ကသခင်စုထာမှာရှာရမယ်ဟာကိုတခြားမှာအပြင်မှာတော့အင်တာနက်မှာသူတို့ရှာလို့မဖြစ်ပါဘူးအပြင်ကနေဝင်လာတဲ့သူကတော့ဖြည့်ဆည်းဖို့ပဲတဲ့ခိုးယူတတ်ပြတ်ဖို့ပဲကျွန်တော်တို့အပြင်ကစကားတန်နေ Facebook ကစကားတန်နေ Social Media တွေစကားတန်နေဝင်လာဝင်ပြီးမယ်ဆိုရင်အဝင်ခံမယ်ဆိုရင် သင်ပြောရွှင်ခြင်းကိုသူကခိုးယူသွားမှာပဲ ဒါကြောင့်မို့ယခုခေတ်ရဲ့ပြဿနာကခေရှင်းစရာကြီးအများကြီးပဲရှိရှိလာတာကိုတွေ့ရပါတယ်။ဟိုလင်တူဆက်ဆံခြင်းတို့နော်ဟိုလင်တူပါတဲ့ဟိုအိမ်တော်ပြူတာဒီတို့နော်တတိတာဓာဒီဖြစ်တာဒီစသဖြင့်အဲ့လိုပြဿနာကြီးအခုခေတ်မှာပေါ်ပေါ်လာပြီးတော့ပြဿနာကြီးတက်လာသလိုဒီနေ့ဖတ်သွားတဲ့ပထမကျမ်းစာထဲမှာလည်းရှေးဦးအသိန်းတော်မှာပြဿနာတက်တယ်။အဲ့ဒါဘာလဲဆိုတော့ဟိုမီယိုဖလာတိုင်းဂျူးလူမျိုးတွေကခရစ်ယာန်ကိုးကွယ်လာကြတယ်ဘုရားကိုးကွယ်လာကြတယ် လူတွေကเนาะအခုတော့တမန်တော်ကြီးတွေဟောပြောမှုတောင်းဖို့တခြားလူမျိုးခြားဂျူးလူမျိုးမဟုတ်ဘူးအဲ့ဒီလူမျိုးခြားတွေကဘာသာတွေဝင်ချင်းလာပြီအဲ့ဒီဘာသာတွေဝင်လာတဲ့ခါမှာဘလို့လုံးဘလို့ဖြစ်ရမလဲဆိုတော့သူတို့ထင်ကြတာကငါတို့ရဲ့ဒိဋ္ဌိသုံးသာတိုင်းဂျူးတွေရဲ့ဒိဋ္ဌိသုံးသာတိုင်းမင်းတို့ငါတို့ဘာသာတွေဝင်လာပါလားဒါဆိုငါတို့တို့အရေးပြားနေချင်းခံအဲ့ဟိုက ငါတို့ခရိယံပြဖို့အတွက်အရေးကြီးတင်းခံစရာလိုအပ်သလားဆိုဟောပြဿနာတက်လာပြီအဲ့တော့အဲ့ပြဿနာကိုအသိတော်ရဲ့ခေါင်းဆောင်ဖြစ်တဲ့နော်ပထမဆုံးယဟန်မင်းကြီးဖြစ်တဲ့တံပီထူးကဘလို့ဖြစ်ခြင်းတလေတံပီထူးတံပီထူးကိုနော်တခြားဘာသာလူမျိုးခြားတွေကိုလက်ခံလို့ခရိယံဘာသာတွေဝင်ဖို့လက်ခံလို့အတွက်ကြောင့်မူအဲဂျူးလူမျိုးကိုနော်မီယိုဖလာကိုဝယ်နေကြတဲ့ဂျူးလူမျိုးခရိယံတွေကသူ့ကိုဆွဆွဲတယ်တံပီထူးကိုမင်းကဘာဖြစ်လို့ငါတို့ထုံနှားစင်လာကပါလေ လူမျိုးချားရင်တူတူမစားရဘူးဒုံတွဲပြီးမစားရအောင်အဲ့ဒါဆိုမတန့်ရှင်းတော့ဘူးနောက်ပြီးတဲ့ခါမှာလူမျိုးချားတဲ့အိမ်မိုးအောက်ကိုမဝေရဘူးအဲ့ကြောင့်မို့နော်လူဒီယာတံမိုးကလည်းတပြီးတော့အိမ်မိုးအောက်ကိုကြွားဝင်ဖို့မထိုက်တန်ပါဘူးတခေစုကိုအိမ်တော်ဦးထဲမှာဖမ်းသွားတဲ့ခါမှာတချို့တပြီးတော့ရမလိုက်ကြဘူးဘာလို့ဆိုတော့နောင်နေရဥပုံနေကြီးသူများအဲဘာသာချားလူမျိုးချားရဲ့အိမ်မိုးအောက်ကိုဝင်နေဆိုရင်ငါမတန့်ရှင်းတော့ဘူးအဲ့လိုမျိုးအတွေးခေါ်ရှိကြတယ် ဒါကြောင့်မို့ကဲဟိုလူမျိုးခြားတွေဟာမတန့်ရှင်းဘူးဒါကြောင့်မပေါင်းရဘူးပေါ့နော်အဲလူမျိုးခြားတွေကတော့ဘာသာတဲ့ဝိညာဉ်နဲ့ဆိုရင်ငါတို့တို့ပဲအရေးပြားလိချင်းခံအဲ့လိုမျိုးပြဿနာကြက်လာကြတဲ့ခါမှာတံပိရှုကသူ့ကိုဝိညာဉ်တော်ဖျားဘယ်လိုခေါ်ပြတယ်လဲသူဟာအိတ်နေတဲ့ခါမှာဟိုအိမဲရောင်ဆောင်ဆောင်အိမဲရောင်ရောင်ပုံတာဘယ်လိုကြလိုက်ဆိုတော့ကောင်းကင်ကနေရွက်ချေကြီးအစာကြီးကြလာပြီးတဲ့ခါမှာ၄ဘက်၄ဓာတ်နေတော့ကြိုက်ထားပြီးတော့အဲ့ထက်မှာဘာအကောင်ကြီးပါလဲဆိုတော့ ဖို့တို့ဗရတို့ဝဲ့တို့လရတို့ဘာလို့အဲ့လိုပါအဲ့ဒါတွေကိုတတ်စားလိုက်လို့ကောင်းကင်အတန်ကြားတဲ့ခံမှာတံပေသူကနေဟာဒီကောင်းလို့တက်တလုံးတပြီတော့ဗဇတ်ထဲဝင်ဘူးပါဘူးမစားဘူးပါဘူးဒါဟာမတန့်ရှင်းပါဘူးလို့ပြောလိုက်တဲ့ခါမှာဖျားသခင်ကဘလို့မိန်တော်မူလိုက်တယ်။အေးငါဖန်ဆင်းတဲ့ယာမင်းကဘာလို့မတန့်ရှင်းဘူးပြောရတာလို့ဖျားသခင်ကကဘာကိုဖန်ဆင်းတဲ့ခါမှာအာကောင်းမြတ်တည်ဦးမြင်တော်မူကြီးကောင်းမြတ်တည်ဦးမြင်တော်မူကြီးကောင်းမြတ်တယ်လို့ ငါဖတ်စင်းတဲ့ရောင်မင်းကဘာလို့မတန်ရှင်းမှုပြောရတာလဲဆိုပြီးတော့သူ့ကိုအလင်းပြလိုက်တယ်အဲ့တိုင်ပဲကျွန်တော်တို့ဘာသာပွဲတွေအာမတန်ရှင်းဘူးငါ့ဦးနဲ့မပေါင်းထိုက်ဘူးဆိုပြီးတော့အဲ့လိုအယောတဝင်းမဝင်းရအယောတဝင်းမနေရဘူးလို့အတွေးခေါ်ရှိကြတယ်အဲ့ဒီအတွေးခေါ်မှားပါတယ်ဆိုတော့ကျွန်တော်တို့ပေါ်ပြပါတယ်နော်ဘယ်သူကဘယ်သူကလမ်းပြပေးတာလဲပထမဆုံးယဟန်မင်းကြီးဖြစ်တဲ့တန်ပေထရူးအခုလက်ဒီတိုင်းပဲကျွန်တော်တို့ခင်ပါတယ်ဒီတိုင်းနော် ဒီ Vatican 2မတိုင်ခင်တုန်းကနော်ကျွန်တော်တို့ကဒီခရစ်ဟိုကျမ်းစာထဲမှာယေရှုဖျားရှင်စုထားတဲ့အချိန်မှာငါဤနာမကိုအမိမပြုဘဲမြေသူမြအဖခမီးတော်ထားသူမသွားရမသွားနိုင်ဘူးတဲ့ခမီးတော်ထားသူမရောက်နိုင်ဘူးအဲကြောင့်ငါ့ကိုအမိမပြုငါ့ကိုအမိမပြုတဲ့သူတွေခရစ်ယာမဟုတ်တဲ့သူတွေအကုန်ငရဲသွားမယ်သူလည်းအတွေးကိုရှိခဲ့တယ်ဗာတီကယ်2မတိုင်ခင်တော့ခရစ်ယာမဟုတ်တဲ့သူတွေအကုန်လုံးငရဲသွားဟာ ကျွန်တော်တို့အဲ့ဒါပြဿနာပဲဘယ်လိုလုပ်ပြီးတော့ခရိယန်ကိုမဟုတ်တဲ့လူတွေကကဘာမဘယ်ဘယ်နဲ့တန်းလောက်ရှိတယ်လဲတန်းပေါင်းများစွာရှိတယ်အဲ့တန်းပေါင်းများစွာရှိတာအကုန်လုံးငရဲသွားမှာလားဟာဘုရားတို့ရောရက်ဆက်တာပါလားအဲ့လိုမျိုးဖြစ်သွားမှာအခုလဲဒါအပြင်တမန်တော်ကြီးတရားနေပြီးတော့ဆက်တဲ့ဟောပြောတာပါလဲဆိုတော့တမန်တော်ဝုဒ္ဓအခန်းကြီး၄အခန်းငယ်၁၂မှာအခြားသူအားဖြင့်ကဲတင်ခြင်းလာမရှိဘူး အကြောင်းမူကားမိုးကောင်းကင် အောက်၌လူတို့အလဲတွင်ငါတို့ကယ်တင်ရေးရနိုင်ပြီအခြားသောအမည်နာမမရှိတဲ့ခရစ်တော်ရဲ့နာမအားဖြင့်သာကောင်းကင်ဘုံရောက်မယ်ပေါ့ဒါကြောင့်မို့ခရစ်တော်မယုံတဲ့သူတွေအကုန်လုံးငရဲသွားသူတွေအတွေးအော်ရှိခဲ့တယ်ဒါဗာတီကန်တူးမတိုင်ငယ်ရအဲ့လိုအထင်ရှိကြတယ်နော်ဒါပေမဲ့လည်းကျွန်တော်တို့ကဒီကြားစာလေးတစ်ခုတည်းကြည့်ပြီးတဲ့ခါမှာဒီလိုဆုံးဖြတ်ရင်မဖြစ်ဘူးဒါကြောင့်ငါတို့ဒီလိုအတွေးခေါ်ဖြစ်လာတဲ့ခါမှာ ာတီကန်တူးဆိုတာကအိုးဆရာတော်ကြီးတွေကဘာမှာရှိရဆရာတော်ကြီးအကုန်လုံးစူးပြီးတဲ့ခါမှာတိုင်ပင်ဆွေးနွေးကြတဲ့နော်ဗာတီကန်တူးနော်ဗာတီကန်အစည်းအဝေးကြီးအဲ့ဒီအစည်းအဝေးကြီးကနေဆုံးဖြတ်လိုက်တယ်ဘာလို့ရှေးဦးသိန်းတော်တွေအဲ့တိုင်ပဲလေရှေးဦးသိန်းတော်တွေအခုကြုံခဲ့ပြီမို့လားတခြားဘာသာဘွဲတွေခရိယာနဲ့ဝင်ပြင်ရင်ငါတို့ဂျူးတွေလိုပဲအကြီးပြားနေချင်းခံနော်အဲ့လိုမျိုးလို့ပြဿနာကြီးတက်တယ် ရေပြားလိကြီးခံစားမလိုဘူးတဲ့တန်ဘောသူကပြောတယ်အရေပြားလိကြီးခံစားမလိုဘူးစီကြောရင်ခံပြီးတော့လူသစ်ဖြစ်ဖို့ပဲအရေးကြီးတယ်ဆိုတာကိုအဲ့ဒါနဲ့ဖြည့်ရှင်းပေးလိုက်တယ်ဒါကြောင့်ခုမှလည်းနော်ဗန်တီကန်တို့မတိုင်ခင်တော့ကျွန်တော်တို့အထင်ရှိကြတာပါလေခရိယာမဟုတ်ကြလူတွေအကုန်လုံးငရဲသွားအဲ့ဒါမှားယူနေအယူဝါဒဖြစ်တယ်စံစာလေးဒီပိုင်လေးကြည့်ပြီးတော့ပြောလို့မရဘူးဒါကြောင့်မို့စံစာကိုအရှိတဝင်းဖတ်ကြည့်လိုက်မယ်ဆိုရင်ဘုရားရှင်ရဲ့စိတ်ဝေါ်ထားသိတယ် God is love ဘုရားသခင်သည်ချစ်ချင်းမေတ္တာဖြစ်တော်မူ၏ချစ်ချင်းမေတ္တာရှိတော်သူသည်ဘုရားသခင်နှင့်သက်ဆိုင်လေသိကြမှတ်တာတော့ချစ်ချင်းမေတ္တာရှိတော်သူသည်ဘုရားဘုရားသခင်ကိုအကျယ်ဖွင့်လိုက်တာဘုရားသခင်သည်ချစ်ချင်းမေတ္တာဖြစ်တယ်ချစ်ချင်းမေတ္တာရှိတော်သူသည်ဘုရားသခင်နှင့်ဆိုင်နေချစ်ချင်းမေတ္တာရှိတော်သူသည်ဘုရားသခင်နှင့်ဆိုင်နေအဲ့ဒါကိုအတွေ့အောင်ကျင့်ချစ်ချင်းမေတ္တာရှိတော်သူသည်ဘုရားသခင်နဲ့သက်ဆိုင်နေချစ်ချင်းမေတ္တာရှိတော်ဘုဒ္ဓဝါစာဝင်တယောက်ကဘုရားသခင်နဲ့ဆိုင်နေ ချစ်ချင်းမသာရှိသောမူစလင်တယောက်ဟာဘုရားသခင်နဲ့ဆိုင်တယ်။ဘုရားသခင်နဲ့ဆိုင်တဲ့လူကငရဲ့ရောက်ပါမလား။ဒါကြောင့်မို့ဒီရှင်မတေယုခန်းကြီး25မှာလဲတော့နောက်ဆုံးစီစီကြောတဲ့ခါမှာသူနဲ့စိတ်တူကိုခွဲခြားထားမယ်။သူတွေကိုဘလူဘုရားသခင်မင်းအောင်မူတယ်။လာကြကဘာဥရာတင်တို့ပဲပြင်ဆင်ထားတဲ့နိုင်ငံကိုအမွေခံကြတော့သူတို့ကဘာဖြစ်လို့ကောင်းကင်ဘုံရောက်လာတို့။ငါရေငါတော့ခါတင်တို့ကငါ့ကိုရေပေးကြတယ်။ ငါစားစားမရှိတဲ့ခါမှငါ့ကိုစားစားပေးကြတယ်။ငါကဒသိန်းဲ့စေဖြစ်တဲ့ခါမှငါ့ကိုပြူငါစွာကြိုဆိုကြတယ်။ငါထောင်ထဲမှာနေတဲ့ခါသူတို့ကလာပြီးတီးရှူကြတယ်။ငါဖျားနာတဲ့ခါမှလာပြီးတီးရှူကြတယ်။ပရိုက်တက်လုံငန်းတွေလုပ်တာ။ကျွန်တော်တို့ခုငလင်လုပ်တဲ့ခါမှပရိုက်တက်လုံငန်းလာပြီးတော့ခူကြီးကြဘယ်သူလဲ။ဖောင်တော်ဦးကဘုဒ္ဓဘာသာဝင်ဒီဖုံးတော်ကြီးဒီဘုဒ္ဓဘာသာဘုန်းကြီးလာခူကြီးကြတယ်လေ။အဲ့တော့လာဒါကြောင့်တခေသမီးနောင်တဲ့အချိန်ပဲ လာကြသင်တို့အတွက်ကဘာဥပြပြင်ဆင်ထားတဲ့နိုင်ငံကိုအငွေခံကြဆိုတာအန်ကြွက်တိပဲမိမိကိုယ်ချစ်တကယ်ဆိုသူတို့ဘာချစ်တော့ဆိုတာနဲ့ကွက်တိပဲဒီကောင်းမှုနဲ့ဒီလိုပရိုက်ကြလုံနေဘုရားဝါစာဘုရင်ဘယ်လိုလုပ်ငရဲသွားမှာတို့ကျွန်တော်တို့ဟိုတင်းရရတဲ့ဟိုဟိုလီဘီငလင်ဘီကူညီတဲ့အထက်မှာကျွန်တော်လည်းရတယ်စစ်ဘာသာဝင်တွေကနေကူညီတယ်အဲကြောင့်မို့ကဘာဥဒါပြင်ထားတဲ့နိုင်ငံကိုအငွေခံကြတော့ဒါကြောင့် ဒီနေ့မှာလဲဆက်ပြီးတော့ဒီတိုးထိန်ကိစ္စနဲ့ပတ်သက်ပြီးတော့ဆက်ဖတ်လိုက်မယ်ဆိုရင်ရှင်ယောဟန်အခန်းကြီး30အခန်းငယ်16မှာဤတိုးစုတွင်မပါဝင်သေးသောအခြားသောတိုးများလည်းငါ၌ရှိတယ်တဲ့တိုးတန်တွေတော့မရောက်သေးဘူးအပြင်မှာရှိတယ်သူကလဲငါဟာတဲ့ငါ၌ရှိတယ်ငါဟာရှိတယ်ဒါကြောင့်မို့ခရစ်တော်ကအသေးခန္ဓာကခရိယာအတွက်အသေးခန္ဓာခရိယာအတွက်တင်ပဲအသေးခန္ဓာမဟုတ်ဘူးလူအလုံးတွေအသေးခန္ဓာဖြစ်တဲ့အတွက်ကြောင့်မို့လူအလုံးဟာကယ်တင်ခြင်းရနိုင်တယ် တော့ကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်ငါတို့နော်ခရိယံကက်သလစ်ခရိယံဖြစ်လာပြီးတော့ဒီကိုးကြထဲမှာလုံလုံချုံချုံနေရတာကိုဘုရားသခင်ကိုကျေးဇူးတင်ချီးမွမ်းကြပါစို့မိတော်သားတော်သရှင်တော်ဦးနေနာမတော်မြတ်နေ Thank you.